ဇွန်လ20ရက်နေ့2025ခုနှစ်ကမ္ဘာဒုက္ခသည်များနေ့အတွက်ဆောင်မုတ်ကတော့ဒုက္ခသည်များနဲ့တသားရဲရည်တည်ခြင်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရဲ့ဝင်ရောက်ခိုးလုံနေတဲ့မြန်မာစစ်ဘေးဒုက္ခသည်တွေကလက်ရှိအချိန်မှာတော့အကြက်တဲများစွာနဲ့ရင်ဆိုင်နေရတဲ့အကြောင်းကိုမြေသစင်ကပြပို့ထားပါတယ်ရှင်။အိန္ဒိယမှာမြန်မာစစ်ဘေးဒုက္ခသည်9000ခန့်ရှိလာပြီးသူတို့ဟာ မီဇိုရန်၊မဏိပူ၊အာရုဏာချာ၊နာဂါလန်ပြည်နယ်နဲ့ နယူးဒေလီမြို့တွေမှာအများဆုံးနေထိုင်ကြပါတယ်။မီဇိုရန်ပြည်နယ်မှာတော့မြန်မာစစ်ဘေးဒုက္ခသည်9000ခန့်အထိအများဆုံးရှိတယ်လို့နယူးဒေလီမှာတော့ UNHCR စည်ရင်းသွင်းပြီးနေထိုင်သူက1000ကျော်ရှိတယ်လို့အိန္ဒိယမြန်မာဆက်ဆံရေးလေ့လာတဲ့အရေးပတ်အဖွဲ့ဖြစ်တဲ့ India for မြန်မာအဖွဲ့ရဲ့အချက်အလက်တွေကသိရပါတယ်။အဲ့ဒီထဲမှာတော့အာနာသိမ့်မီနောက်အိန္ဒိယနိုင်ငံနဲ့ဝင်ရောက်ခိုလုံတဲ့မြန်မာစစ်ဘေးဒုက္ခသည်တွေအများပြားပါဝင်ပါတယ်။ ဒီဒုက္ခတွေတွေတော့အိန္ဒိယနဲ့ထိဆက်နေတဲ့ချင်းပြည်နယ်ကချင်းလူမျိုးတွေကအများစုဖြစ်ကြပါတယ်။အာအဓိကတော့ကျွန်တော်ကတော့အမှန်တိုင်းကျန်ရတာ2017ပေါ့နော်။အာဒီမနက်ကမှစက္ကကနေအနာတေးပြောပါသွားဒီဒီဒီမှာလာပြီးတော့မှခုံလုံးနဲ့ဖြစ်တယ်ပေါ့။ဒါလို့ဒီမနက်ကမှဘလို့မှနေလို့ကြရလို့အဲ့အသက်အန်တွေဟိုကတော့ဒီချင်းလုံးချောမှုတော့ကျွန်တော်ဒီ 哎，民生两大项目，起码是目前青年人出得起的青年人，比如讲啊，抓牢抓牢 HR 么咯，啊，去发展一些钱的事情。这个青年人的话，起码 HR 那边出得起的 HR 嘛，那个活动下来个咯，青年人的比较蛮新的个咯。这个青年人比较的是在 HR 方面，比较在哪哪个钱多嘛，如果呢，这个年轻人现在就是比较的比较的比较青年人多。India 那年我有来这儿，那么设备都卡得厉害。 စာဝတ်နေရေးစိန်ခေါ်မှု ရေရှည်ရည်တည်နိုင်ရေးအခက်ခဲနဲ့နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတွေမရတာတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။အိန္ဒိယအစိုးရကလည်းမြန်မာစစ်ဘေးဒုက္ခသည်တွေကိုလူသားချင်းစာနာမှုရှုထောင့်မပါဘဲတရားမဝင်ခိုးဝင်လာသူတွေအဖြစ် ရှုမြင်နေတဲ့အခက်ခဲတွေကိုလည်းကြုံတွေ့နေရတယ်လို့ဒုက္ခသည်အရေးကူညီပေးနေသူတွေကဆိုပါတယ်။ အဓိကအဖြစ်ဒီမေလာတွင်းမှာဒီအိန္ဒိယနဲ့ပါကစ္စတန်တိုက်ပွဲဖြစ်တဲ့ခါကျတော့အော်အိန္ဒိယကဒီနေဆက်စီမီစီကန်နေပူတင်းကျလာတဲ့ဟာရှိတယ်ပြီးတော့အော်ဒီနယူဒေရှိအတွင်းမှာအစိုးရအပြောင်းလဲရှိလာတဲ့အခုမှ BJP ပါတီကနယူဒေရှိ အာတပီထောင်စုနေမျိုးကိုပြန်အုပ်ချုပ်တဲ့ခါကျတော့သူတို့ရဲ့ရွေးကောက်ပွဲကာလကြွေးကြော်တာအရာနိုင်ငံခြားသားတွေပြန်မောင်းထုံးမဲ့ဆိုရဟာရှိလာတယ်ဆိုတော့အဲဒီဟာရဲ့တည်ရောက်မှုအနေနဲ့အခုနောက်ပိုင်းမြန်မာနိုင်ငံသားတွေထမှန်ပြုံးဖန်ခံလာတဲ့ဟာများလာတယ်တော့ PD DC ဟာမျိုးမှာဆိုရင်လည်းတင်းမြန်မာနိုင်ငံသားတွေပြန်ပုံမဲ့ဆိုပြမဒီစင်းရင်ပြုစုလာတာဖြစ်တယ်ဟောတော့မနေ့မနေ့ကပဲကျွန်တော်အင်တီတောင်မှဒါနိုင်ငံခြား ဌာနနိုင်ငံခြား FRO ဌာနကဒီဝန်ထမ်းတူနဲ့အိန္ဒိယနယူဒီလီရေးတူကျွန်တော်အင်ချီလာစစ်ဆေးသွားတာတွေရှိတယ်ဆိုတော့ဒီအခုလောလောဆယ်ချင်နေရဆိုအဲ့တို့မူဝါဒအပြောင်းအလဲကြောင့် UNHCR ရှာထံကနေကျွန်တော်တို့ data ချက်လက်ကိုယူပြီးမှပြန်ပို့မလားတော့မဟုတ်ဘယ်လိုကျွန်တော်တို့ဖြည့်ရှင်းရမလဲဆိုတဲ့ဟာတော့အခုချိန်မှာကျွန်တော်တို့လည်းအဆိုးရင်နေတဲ့နေထားတော့ဖြစ်နေတယ်ပေါ့ ဒီလိုမျိုးမြန်မာဒုက္ခသည်တွေကိုပြန်ပို့မလားဆိုပြီးစိုးရိမ်ရတဲ့အနေအထားတွေရှိနေတယ်လို့တစ်ဖက်မှာလည်း UNHCR ရဲ့အရေးပေါ်အကူအညီပေးမှုတွေလည်းရောကြသွားပြီးတော့အကူအညီတွေလုံးဝမရရှိတဲ့အခြေအနေတွေရှိနေတယ်လို့လည်းသိရပါဗျ။ဒါအပြင်အိန္ဒိယအစိုးရက NGO တွေရဲ့ကူညီပေးမှုတွေကိုလည်းပိတ်ပင်ထားတယ်လို့မြန်မာဒုက္ခသည်တွေက ဆိုကြပါဗျ။ဒီနှစ်ကမ္ဘာဒုက္ခသည်များနေ့ရဲ့စောင့်ဘုတ်ကဒုက္ခသည်များနဲ့တသားတည်းရည်တည်ခြင်းဖြစ်ပြီးတသားတည်းရည်တည်တယ်ဆိုတာ စကလုံးတွေတသက်မဟုတ်ဘဲလက်တွေလှုပ်ဆောင်ရမယ်လို့တိုက်တွန်းထားပါတယ်။ဒါကြောင့်နိုင်ငံတကာအသိုင်းအဝိုင်းအိန္ဒိယအစိုးရနဲ့မြန်မာနိုင်ငံဘက်ကတော်လှန်ရေးအင်အားစုတွေပေါင်းပြီးသုံးဖွဲ့ဆိုင်ဆွေးနွေးကြဖို့ကိုလည်းအိန္ဒိယရောက်မြန်မာဒုက္ခသည်တွေကတောင်းဆိုနေကြပါတယ်။ကျမမြတ်သင်ပါရှင်။